ဲမှာကပုံမှန်အတိုင်းလဲအစီတွေကတရှိနေလေးရှိကြပါတယ်။တကယ်လို့အသေးသေးမှာအစီပမာဏကအလွန်အမင်းမြင့်တက်လာတဲ့အခါမှာတော့အသေးအစီပုံကျုံခစားရတတ်ပါတယ်ရှင်။အသေးအစီပုံကျုံကိုစတင်ခစားနေရတဲ့အချိန်မှာတော့လေ့ကျင့်ခန်းလုပ်ပေးတာအစားအသောက်ပုံစံကိုထိန်းကြည့်ပေးတာဒါလို့ရေလုပ်ပေးရုံနဲ့လဲတက်တာပြောင်းလဲစေမှာဖြစ်ပေမဲ့ရောဂါရင့်လာတဲ့အခါမှာတော့သက်ဆိုင်ရာဆရာဝန်နဲ့တွားရောက်ပြတ်တာပြီးတော့ဆေးဝါးကူသားမှုတွေခံယူဖို့အတွက်လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့အသေးအစီပုံရောဂါတွေအနေနဲ့စားသုံးပေးတဲ့ ့တဲ့အစားအစာတွေနဲ့ရှောင်ကျင်တဲ့အစားအစာလေးတွေကိုပြပြပေးကြမှာပဲဖြစ်ပါရဲ့ရှင်။ ပထမအောင်ဆုံးပြပြပေးချင်တာကတော့ချွတ်သွန်ဖြူအစိမ့်ပါချွတ်သွန်ဖြူအစိမ့်ကိုစားသုံးပေးတာကခနာကိုယ်တို့အကောင်းကျိုးတွေရရှိစေမယ်ဆိုတာကိုတော့လူတိုင်းနှိပါသိကြမယ်ထင်ပါတယ်လိလတွေးရှိချက်တွေအရာချွတ်သွန်ဖြူအစိမ့်ကိုစားသုံးပေးတာကခနာကိုယ်အတွင်းမှာမလိုလားအပ်တဲ့အစီအပိုတွေကိုဖယ်ရှားနိုင်မှာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်ချွတ်သွန်ဖြူကိုစားပေးပါနော်နောက်တစ်ခုကတော့ omega 3 fatty acid ပါ omega 3 fatty acid ကြွယ်ဝစွာပါဝင်တဲ့ဆယ်မွန်ကငါးတိတာငါးတိကြားသည့်ငါးကြီးစီတွေ ိုဆက်သုံးပေးမယ်ဆိုလို့ရှိရင်တော့အသေးလေးမှပိုရှံနေတဲ့အစီအပိုတွေကိုဖယ်ရှားပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ coffee ပါမနက်မိုးလင်းတာနဲ့တနင်္လာလုပ်ငန်းစဉ်တွေကိုလမ်းစွန့်တွကြောစွာလှုပ်ဆောင်နိုင်မှုအတွက်လူအများစုကပေါ့နော် coffee တစ်ခွက်လောက်သတ်သုံးပြီးလေးရှိကြပါတယ်ဒီလတွေ့ရှိချက်တွေအရာပေါ့နော် coffee သတ်သုံးပေးတာကအသေးပြည့်စုံခြင်းကိုကောက်ွယ်နိုင်တယ်လို့ဆိုပါတယ်ပြီးတော့အသေးအတွင်းမှာရှိတဲ့အဆီပမာဏမြင့်တဲ့ခြင်းကိုလည်းကောက်ွယ်ပေးနိုင်တယ်လို့သိရပါတယ်ရှင် ဒါအပြင်ဂေါ်ဘီစိန်၊ဂရင်းတီးတိကျသည့် swine protein တို့ကိုစားသုံးပေးမယ်ဆိုလို့ရှိရင်လည်းအသည်းတွင်းကအစီပမာဏမြင့်တက်ခြင်းတွေကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။အခုဆက်ပြီးတော့အသည်းအစီပုံးဝေဒနာတွေရဲ့အနေနဲ့ရှောင်းနေတဲ့အစားအစာလေးတွေကိုပြပြပေးခြင်းပါတယ်။တကြားတက်လွန်ခဲ့တဲ့အစားအစာတွေအရက်ဆန်ကျော်စီကျော်တွေအငါတဲ့လွန်ခဲ့တဲ့အစားအစာတွေနဲ့အနီရောင်သားတွေကိုတော့ရှောင်ကျဉ်ဖို့လိုပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်